အလုံးမဲမင်္ဂလာပါရှင် For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မလဝတာနင်းဇလပြညွန်ချမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဘာလ23ရက်နေ့တွင်နောက်ဆုံးထုတ်ပြန်ထားတဲ့မလဝတာခံမှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အော်တိုဘာလ23ရက်နေ့ထူခြားမလဝတာအနေနဲ့စူပါတိုင်ဖွန်းမွန်တိုင်းနောက်တစ်ခုပြည့်ရောက်လာနိုင်ခြေခံမှန်းချက်များနဲ့ မြန်မာနိုင်ငံရဲ့မူလတားခံမှန်းချက်တို့ကို တင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါအောင်ရှင်။ပထမဆုံးအနေနဲ့ဒီကနေ့အော်တိုဘားလ7ရက်နေ့မနက်9နာရီခန့်နောက်ဆုံးရရှိထားတဲ့အာရှဒေသရာတီဥတုအခြေအနေနဲ့မွန်တိုင်းခံမှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။စူပါတိုင်ဖုန်းမုန်တိုင်းနောက်တစ်ခုလာရောက်နိုင်ခြေလက်ရှိမှာစူပါတိုင်ဖုန်းမုန်တိုင်းကြီးတစ်ခုထပ်မံဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ိုင်ဖွန်းမုန်တိုင်းနိုင်ဂရီဟာဂျပန်နိုင်ငံတောင်ဘက်ကမ်းလွန်ပင်လယ်ပြင်မှရောက်ရှိနေပြီးလေတိုင်းလုံးတနအီကို109မိုင်နဲ့ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းကိုဥတီ၍လျားနေပါတယ်။တစ်ချိန်တည်းမှာပင်ပစိဖိတ်အနောက်ပိုင်းမှာလေဖိအားနည်းရဝင်96 W Invest တခုဖြစ်ပေါ်နေပါတယ်။ဒီလေဖိအားနည်းရဝင်ဟာထိုင်ဝမ်ဘက်ကိုဥတီ၍လျားပြီးတိုင်ဖုန်းမုန်တိုင်းဖန်ရှန်အဖြစ်ကိုရောက်ရှိလာနိုင်ပါတယ်။ တောင်တရုတ်ပလဲကိုရောက်ရှိလာတဲ့အခါမှာတော့စူပါတိုင်ဖုန်းမုန်တိုင်းကြီးရဲ့ဖြစ်အင်အားပြင်းထန်လာနိုင်ပြီးဘိုးချက်လေးတိုင်းတို့တနအီကို133မိုင်အထိရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ခန့်မှန်းလန်ချောင်းတဲ့အချိန်ဒီစူပါတိုင်ဖုန်းမုန်တိုင်းဟာဟောင်ကောင်တောင်ဘက်ကမ်းလွန်ကိုရောက်ရှိချိန်မှာဟိုင်နန်ကျွန်းဘက်ကိုကွေသွားနိုင်ပါတယ်။အော်တိုဘားလ23ရက်နေ့မှာဟိုင်နန်ကျွန်းကိုဖျက်ကျော်ချိန်မှာအားပြော့သွားနိုင်ပြီး အော်တိုဘားလ24ရက်နေ့မှာတော့ VNN နိုင်ငံ တောင်ကင်းပလဲခွေကိုလေပြင်း65မိုင်နှုန်းခန့်နဲ့ကုန်းတွင်းပိုင်းကိုဝင်ရောက်လာမယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးမူလဝတ္တပညာရှင်ဥက္ကမောင်ထွေရဲ့မြန်မာနိုင်ငံ၏ဝန်ရသွမှုခန့်မှန်းချက်များကိုလည်းတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အိန္ဒိယမူလဝတ္တဌာနကြီး IMD ကဒီကနေ့ထုတ်ပြန်ထားတဲ့ပြည်လဲဆုတ်ခွာနေတဲ့မုတ်တုံလေးရရှိပုံနဲ့150ဟက်တိုပါစကယ်ပေ9000အမြင့်မှာဖြစ်ပေါ်နေတဲ့ လေစီကြောင်းပုံတွေကိုကြည့်မယ်ဆိုရင်အရေးကြီးတဲ့အချက်ကိုသတိပြုမိမှာဖြစ်ပါတယ်။အနောက်ကြောင်းမုံတုံးလေးကိုတွန်းထုတ်ပြီးဝင်ရောက်လာမယ်။အရှိမြကုံတဲလေးဟာမြန်မာနိုင်ငံတွင်းကိုဝင်ရောက်လာခြင်းမရှိသေးတဲ့အတွက်ကြောင့်လက်ရှိမှာမူရသွမှုတွေဆက်လက်တည်ရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မုံတုံးလေးအပီးတက်မထွက်ခွာသေးတဲ့အတွက်ဒေတာအချို့မှာမိုးဆက်လက်ရွာသွန်းနိုင်တဲ့ကြောင့်သတိပြုသင့်ပါတယ်လို့ဆရာဦးခင်မောင်ထွေကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမူလဝသနှင့်ဆလာဗရီယာညံကြမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမူလဝသအခြေအနေကိုတင်ပြပေးပါမယ်။ဘင်္ဂလားပလင်အခြေအနေဘင်္ဂလားပလင်အရှေ့မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တည်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပလင်ပြင်နှင့်ကျန်မင်္ဂလားပလင်အော်ရိုတွင်မုတ်တော်လီအာနေနေပါသည်။ယနေ့ညနေထိခမန်းချံတနင်္သာရိုင်တိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့ပြောင်းရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာစိစိတ် နေပြီးတော့ဘကိုတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင်နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်내တို့တွင်နေရာခွက်ကြားမှုထစ်ချုံရွာမြီရွာရံရံုံပြည့်ဖြစ်ပါရင်နေပြီးတော့နေရာခွက်ကြားမှုထစ်ချုံရွာမြီရန်ကုန်ကပ္ပအီနေရာခွက်ကြားမှုထစ်ချုံရွာမြီမန္တလေးနေရာခွက်ကြားမှုထစ်ချုံရွာမြီဘကုံနေရာခွက်ကြားမှုထစ်ချုံရွာမြီမကွေးနေရာခွက်ကြားမှုထစ်ချုံရွာမြီဟောင်မလင်းမိုးတိုင်တဲ့ချိန်ထစ်ချုံရွာမြီ မုံရနေရွက်ကြမှုထစ်ဆုံရမည်ပတ်သိမ်းမိုးတစ်ချိန်နှစ်ချိန်ထစ်ဆုံရမည်ဓဝဲမိုးတစ်ချိန်နှစ်ချိန်ထစ်ဆုံရမည်မြေကြီးနာမိုးတစ်ချိန်နှစ်ချိန်ထစ်ဆုံရမည်လိုက်ကွန်နေရွက်ကြမှုထစ်ဆုံရမည်ဖတ်အန်းနေရွက်ကြမှုထစ်ဆုံရမည်ဟာခာနေရွက်ကြမှုထစ်ဆုံရမည်မော်လမြိုင်နေရွက်ကြမှုထစ်ဆုံရမည်စစ်တွင်နေရွက်ကြမှုထစ်ဆုံရမည်လာရှိုနေရွက်ကြမှုထစ်ဆုံရမည် တောင်ကြီးနေရာကွက်ချာမုထစ်ချုံရမည်။ကျိုင်းတုံနေရာကွက်ချာမုထစ်ချုံရမည်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ EOD တိုင်းဒေသကြီးတို့တွင်မိုးတိမ်တောင်များပြစ်ထွက်မှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတခြားတွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းပြက်စီးလက်ခြင်းနဲ့မိုးတိကျခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့် ဆိုတင်သတိပြုနိုင်ပါရင်အကြံပြုအပ်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုံမြင့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။နေပြည်တော်နှင့်ဤတဝိုင်းအတွက်ယနေ့ညနေထိခမန်းချက်နေရာကွက်ကြားမူထစ်ချုံရမည်ရွာရဲရနှုံးပြည့်ဖြစ်ပါရင်ရန်ကုန်မြို့နယ်ဤတဝိုင်းအတွက်ယနေ့ညနေထိခမန်းချက်နေရာကွက်ကြားမူထစ်ချုံရမည်ရွာရဲရနှုံးပြည့်ဖြစ်ပါရင်မန္တလေးမြို့နယ်ဤတဝိုင်းအတွက်ယနေ့ညနေထိခမန်းချက်နေရာကွက်ကြားမူထစ်ချုံရမည် ရာယန်ယာနှုံ80ဖြစ်ပါတယ်မြမပင်လေပြင်းလှိုင်းနေငယ်မှလှိုင်းအတင်တင်ရှိမြီလှိုင်းမြင်မှမြမကယ်ရန်တခြားနေကဲလွန်ပင်လေပြင်းတို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်ပင်လေပြင်းခီးရဲ့အတွက်မူလဝသားခမ်းမန်းချက်2025ခုနှစ်အော်တိုဘလ13ရက်နေ့နနက်10နာရီခွဲအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လေအချိန်နေ့မင်္ဂလာပင်လေအရှိမြောက်ပိုင်းနှင့်ရှစ်လေပိုင်းတို့တွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီး ကပလီပလင်ပြင်းနဲ့ဂျမီလာပလင်အော်ဒရင်မောက်တော်လေးအားနေနေပါတယ်။ရန်ကုန်မှာတင်းသားကင်ရန်တခြားပလင်ပြင်းခီရဲ့အတွက်မူလဝတ္ထခမန်းချက်ယနေ့မွန်တဲမှာနောက်24နာရီအတွင်းခမန်းချက်မူလဝတ္ထချင်းနေနေရအနှံ့ပြားမှုထစ်ချုံရမည်။အမြင်တာလေးမိုင်းမွေရစင်တမိုင်းခန့်ရေပြင်းလေးအနောက်သို့မဟုတ်အနောက်မြောင်တနားပလင်မိုင်း90မိုင်းတခါတရံမိုင်း30မှ95မိုင်းလိုင်းချီနေလိုင်းနေငယ်မှလိုင်းတင်းတင်းရှိမိလိုင်းမြင့်၄ပေမှ၆ပေခန့် ရန်ကုန်မှာရခိုင်ကဲရန်တခြားပလင်ပြင်ခီအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခန့်မှန်းချက်မိုးလေဝသအခြေအနေနေရာကွက်ကြားမိုးထစ်ချုံရမည်အမြင်တားလေးမိုင်မိုးရစင်တမိုင်ခန့်ရေပြင်းလေးမြောက်သွမှုအနာမြောင်တနားပြင်လေမိုင်90မိုင်တခါတည်းရန်မိုင်90မှ95မိုင်လှိုင်းချိန်နေလှိုင်းနေငယ်မှလှိုင်းတင်းတင်းရှိမည်လှိုင်းမြင့်၄ပြည်မှ6ပြည်ခန့်နောက်ဆုံးအနေနဲ့မိုးလေဝသနှင့်ဇလပြာညွန်ကြားမှုဦးစီးဌာနရဲ့ ောက်ဆုံးထုတ်ပြန်ထားသောညည်ကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ညည်ကြီးနာမြင့်တပေခန့်ထက်တန်မိနစ်ကညနေမှ12နာရီတွင်ညည်ကြီးနာမြို့ဤမိနစ်ကမြင့်ဆုံးပူချိန်37.5ဒီဂရီစင်တီဂရိတ်၊ယနေ့အနေဆုံးပူချိန်15.6ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။မြေကြီးနာမြေသည်ဆွေးရင်မဲ့ထာနီယာစင်တီမီတာသို့ရရှိရန်624စင်တီမီတာပင်နယ်ဆယ်ကျော်ခန့်အလိုရင်းရရှိနေပါသည် ညည်အတဲကြပုံမှန်ဒီထားခန့်မှာရှိနေပါမယ်။ထူးကဲ့မြည်စီနိုင်သည့်အချိန်နေမတွေ့ရှိသေးပါရှင်။ EOD မြင့်အထက်ပိုင်းမှာမူအားတင်းတဲ့ရှိနေပါတယ်။ရန်ဖန်ရန်ခါ EOD မြင့်စွန်အထက်ပိုင်းမှာနေရာကွဲ၍မိုးသည်ထန်စွာရသွန်းခြင်းများကြောင့်မြစ်ကြီးနားမြည်ကြဆင်းနေရာမှပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ EOD မြင့်အထက်ပိုင်းမိခါမြင့်နဲ့မိခါမြင့်ဝန်ဒေသများမှာ ငွေတန်တာဖြစ်ထွန်းမှုအားနဲ့ငယ်ရှိနေပါတယ်။အီယဝတီမြို့ကိုတခြားနဲ့ဆင်းရဲမြို့ကိုတခြားမြေကန်းနေနေဒေသများနဲ့ညီနုကျွများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလိုသားများအီယဝတီမြို့ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်မှာရန်အတွက်တင်ပြပေးလိုက်ပါတယ်။ဆင်းရဲမြို့၏ချင်းနေခန်းတီမြို့ရင်တလမခန့်ထက်ကြမိကညနေမှ12နာရီတွင် မုံရွာမြို့ရင်တလမခန့်ထက်ကြမိကညနေမှ12နာရီတွင် ချင်းနှင်းမြစ်အထက်ပိုင်းမှာလက်တလောရင်မွန်အားနှိုင်းငယ်ရှိနေပါတယ်။မြစ်ရဲ့အကြာနေနေပါအောင်မယ်။ချင်းနှင်းမြစ်ရဲ့အတက်ကြပုံမှန်လေးထားခတ်မှရှိနေပါမယ်။ထူးကဲမြစ်ကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။ကန်ဒီမြစ်ရဲ့အနှိုင်းငယ်ထက်တန်နိုင်တော့လဲယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြောင်းလဲကြဆင်းလာနိုင်ပါတယ်။ဟောမလင်းမြစ်ရဲ့ဖြည်းဖြည်းချင်းဆက်လက်တန်နေမှဖြစ်ပြီးမနေ့ဖန်နနေ့ပိုင်းတွင်ပြောင်းလဲကြဆင်းလာနိုင်ပါတယ်။ဖောင်ပြင်းမော်လိုက်နဲ့ကလေးဝမြေတို့မှာဖြည်းဖြည်းချင်းဆက်တန်နေပါအောင်မယ်။ မင်းကင်ကန်နီမုံရမြို့မြင်ပြပြချင်းဆက်လက်ကြဆင်နေပါမယ်။အီယာဝတီမြင်ရချင်းနဲ့ဗမော်မြင်ရနဲ့ရွှေကူမြို့မြင်တို့မှာပြပြချင်းဆက်လက်တန်နေပါဦးမယ်။ကတာမြို့မြင်အနေငယ်ထက်ကြနိုင်ပြီးယနေ့ညနေပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။ထီချိုင်းတပေကျင်းမန္တလေးစခိုင်းနဲ့မြို့မှုမြင်တို့မှာပြပြချင်းဆက်လက်ကြဆင်နေပါမယ်။ပခုတ်ကူညာဦးချမြို့မင်းဘူးမကွေးမြို့တို့မှာပြပြချင်းဆက်လက်ကြဆင်နေပါမယ်။ အောင်လံမြင့်ရင်အတက်ကြမရှိရတန်နေပြီယနေ့နေ့လပိုင်းနဲ့ပြန်လဲကြဆင်နိုင်ပါတယ်ပြည်မြို့မြင့်ရင်အတက်ကြမရှိရတန်နေပြီယနေ့နေ့လပိုင်းတွင်ပြန်လဲကြဆင်နိုင်ပါတယ်စိတ်သားမြင့်ဟင်္ဒရာမြင့်ရင်လည်းဇလုံးမြို့မြင့်တို့မှာတက်ကြမရှိရတန်နေပြီယနေ့နေ့လပိုင်းနဲ့ပြန်လဲကြဆင်နိုင်ပါတယ်ဧရာဝတီမြင့်ရင်မြင့်တက်မှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါတယ်ရှင်ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ် ဗီဒီယိုလေးကိုအစောနေ့ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘောဗီအန်ဒီရဲ့ကနေကြင်ဝေးကြပါစေလို့ For You Media Channel ကနေဆုတောင်းပေးလိုက်ပါရရှင်။